ကျွန်မပုံမြင်လေးတစ်ခုကျွန်မကြားဘူးတဲ့ပုံမြင်လေးတစ်ခုပြောပြချင်ပါလေတခါတော့ငါတဲ့ညက်တွေပြန်တန်းတဲ့ပြိုင်ပွဲတစ်ခုလုပ်ကြတယ်ညက်တွေပြိုင်တဲ့အခါကျတော့ဘသူက အဝေးဆုံးနဲ့ဘသူကအမြင့်ဆုံးကိုပြန်နိုင်တယ်လဲဆိုတာရက်တရားပြန်ကြတယ်။ပြန်ကြတဲ့အခါမှာအလုံးကနှဲ့အလုံးကပါဝင်ကြမယ်။သူ့အစွမ်းအစနဲ့သူပေါ့နော်။အဲ့ဒီထဲထဲမှာတစ်ပြေးနေတဲ့သူကတော့ဘသူလဲဆိုတော့ဆွမ်းအားရှင်လင်းယုံမြက်ကြီးပေါ့။လင်းယုံမြက်ဆိုတာတောင်ပံတွေကဖြန့်လိုက်လို့ရှိရင်လေဟိုအဝေးကြီးနောက်သူက တတဟုံတို့တက်ပြီးတော့သွားလို့ရှိရင်တော့ကညက်ပြီးမလိုက်နိုင်ဘူးပေါ့နော်အဲ့တော့သွားအရှင်မင်းကိုခက်ကတာအနိုင်ရမှာပေါ့လို့ထင်ရတယ်မင်းကိုညက်ကလည်းသူ့ကိုယ်သူဟိုကျေနပ်တယ်ပေါ့နော်အလုံးကဒါပေမဲ့လည်းမလျှော့တော့ဆွဲလုံးလာနေအတူတူပြန်ကြမယ်ဆိုညက်တေးအသေးအကြီးအလက်အကုန်လုံးပေါ့နော်ပြန်ရတယ်တဲ့ပြန်တဲ့ခါမှာထင်ထားတယ်လို့ပဲကျန်တဲ့ညက်တရားတဖြည်းဖြည်းနဲ့တောင်းပန်နေညောင်းပြီးတော့ဖြည်း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 နဲ့လေအမြင့်ကိုရောက်လာလေဆက်မပြန်နိုင်လေပြုတ်ကြလေပြုတ်ကြလေနောက်ဆုံးမှာမင်းကိုညက်က ကြည့်ဦးတခုလို့တွားပြီးတော့ဟိုအမြင့်ဆုံးရောက်တော့သူကပြန်လှည့်ကြည့်လိုက်တဲ့ခါမှာဟာငါ့နောက်မှာဘယ်သူမှမပါဘူး။ तू ချစ် तू ကိုယ်တိုင်တောင်းမှရှင့်ကိုဆက်ပြီးတော့မြင့်မနိုင်တော့ဘူး။အဲ့အမြင့်ဆုံးကို तू ရောက်သွားတယ်။ तू အတောင်ပိုင်းနေရာလည်းညောင်းသွားပြီ။ဟာငါတိတဲ့တော့ပို့ပြီးတော့မမြင့်နိုင်တော့ဘူး။ဒါပေမဲ့လေကြည့်လိုက်တဲ့ခါမှာတော့အောက်ကိုကြကြနေတဲ့ငှက်တွေကြံနေခဲ့တဲ့ငှက်တွေကိုကြည့်တော့သူများတွေတဲ့ဆိုင်တော့တော်သေးတယ်ငါအမြင့်ဆုံးရောက်တာပေါ့လို့ तू ကအဲ့လိုပဲတွေးလိုက်တယ်။သို့တော့ तू မတိလိုက်တဲ့အချက်က အတောင်ပံဂျားတဲ့ကသူ့တောင်ပံမွေးဂျားတဲ့မှာခိုးပြီးတော့လိုက်လာတဲ့နှံပြေဆုပ်ငှက်ကလေးတစ်ကောင်ရှိတယ်။အဲ့နှံပြေဆုပ်ငှက်ကလေးကလင်းယုံကြီးကအတောင်ကျောင်းပြီးတော့ကျတော့ရှစ်ဆက်မပြန်နိုင်မဲနဲ့ကြတော့မဲ့အချိန်မှာနှံပြေဆုပ်ငှက်ကလေးကအတောင်ဂျားတဲ့ကနေထွက်ပြီးတော့သူထက်ပြီးတော့သူ့နိုင်တဲ့ခွန်အားလေးနဲ့လေထဲကိုတဟုံလို့တက်လိုက်တော့လင်းယုံကြီးရဲ့အထက်မှာဘသူရောက်သွားတယ်ဆိုတော့နှံပြေဆုပ်ငှက်ကလေးရောက်သွား အဲ့မှန်ပြေဆုံးခက်ကလေးဟာသူတော်လို့ရောက်သွားတာပါဆိုတော့တွေ့ကြည့်ရင်သူတော်လို့မဟုတ်ပါဘူး။သူကအလွန်တော်သောမင်းယုံမြက်ရဲ့နောက်မှာအမွေအတောင်ပေါ်မှာခိုးပြီးတော့စီးပြီးတော့လိုက်သွားတာ။ဆိုတော့လောကမှာလူဟာနှမျိုးနှစားရှိနိုင်တယ်။တစ်မျိုးကမင်းယုံမြက်လို့စံအာမြင့်နဲ့ကံနိုင်တယ်ကိုတိုင်းအရေးချင်းနဲ့ကံနိုင်တယ်တချို့ကြတော့ဉာဏ်ကိုလွှာသွင်းပြီးတော့ကိုတိုင်းရေးချင်းနဲ့လုပ်မယ်ဒါပေမဲ့လေပို့လို့ရတဲ့အချိန်လေးမှာအားကိုးတဲ့ရှင်အဲ့အားကိုးတဲ့အမိလေးနဲ့ လေးပါးတစ်ခုနဲ့အလိုလိုက်သွားမယ်ဆိုတဲ့ဒီရဲ့ချက်ဒါပဲပြည့်နောက်ဆုံးမှာဘသူကအမြဲဆုံးပြန်လာတယ်အဲ့ဒီကြပြားလေးအဲ့ပုံကျင်လေးကကျမကိုကစိတ်တက်ကိုပေးလိုက်တယ်ဆိုတော့ကျမဟာနှံပြီးဆုံးနေပြီဖြစ်ချင်တယ်ဒါပေမဲ့လည်းထိုက်သိမ့်ရတောင်ပန်တစ်ခုခုမှာခဏတာဒီကိုပြန်ရရင်အဲ့ဒီအကူအညီနဲ့ပေါ့ အမေဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်ခင်ပွန်းဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်လဲစာအုပ်ဖြစ်ခြင်းဖြစ်မယ်ဆရာဖြစ်ခြင်းဖြစ်မယ်ကျမရဲ့ရင်းယုံငှက်တည်အများကြီးရှိပါတယ်အဲ့ဒီနေုံငှက်တည်စီကနေပြီးတော့ကျမဒီတောင်မန်လေးထဲမှာဝင်သွားပြီးကိုနိုင်တဲ့စီကိုပြန်လိုက်ရင်တော့သူကအမြင့်ဆုံးရောက်ချင်ရောက်သွားမှာပေါ့